ကဲနောက်တစ်ခုမေဃဂောတိတာတာဏိဘောဓနာထာယတာတိမံနတ္တဝိမနာဟောမိတုံရှာထာယမာမူဤတပိတော်မကိုသူတော်ဘာတို့စပ်ဖို့တော့ဖို့အထူးသဖြင့်တိရိစ္ဆာန်တို့လို့ပေါ့ဇလူတို့လို့နော်လူလန်းစက်နေတဲ့ပုဂ္ဂိုလ်တွေအတွက်သို့မဟုတ်တိရိစ္ဆာန်ဖြစ်ရင်လည်းတိရိစ္ဆာန်ချင်းချင်းစားသုံးနေတဲ့ပုဂ္ဂိုလ်တွေအတွက်တပိတော်မကိုအရှင်ဘုရားကသူတော်ဘာတို့ရဲ့အစအစအဖြစ်နဲ့လှူဒန်းခဲ့တဲ့ဘဝတွေလည်းဂရေထောင်ပေါင်းများစွာရှိပါတယ်နော် တတ္ထထိုလှူဒါန်းခဲ့တဲ့ဘဝ၌ဝါတတ္ထထိုသို့လှူဒါန်းခဲ့ရ၌ဒုံရထာယအရှင်ဖျာဤသဗ္ဗညတဉာဏ်တော်ဖြင့်ရရှိကိုရန်လွတ်ငါမေဖျက်ဒီရောမဤတန်တန်၌ဝိမန္တစိတ်ဓာတ်ဤတုံလုံးဖောက်ပြခြင်းမည်သည်နဟောမည်မဖြစ်ခဲ့သဘုပါတပည့်တော်မကိုအရှင်ဖျက်ကသူတော်ဘာရဲ့အစာအာဟာရအဖြစ်နဲ့လှူဒါန်းခဲ့တဲ့ဘဝတရားလေဂရီထောင်းပေါင်းများစွာရှိပါတယ်မြတ်စွာဘုရားအဲ့ဒီဂရီထောင်းပေါင်းများစွာသောဘဝဒီမှာ အရှင်ပြတ်တတ်မြတ်တဲ့ဉာဏ်ရရှိရဲ့အတွက်ဥတည်ထားတဲ့အတွက်တကြီးတော်မရဲ့တဏ္ဍာမှာသိတတ်တုံလို့ခေါ်ပြမှုမရှိပါဘူး။ကြီးသားငါရက်စက်လိုက်တာနော်။ငါကိုသူတို့ကစားဖို့တည်င်းလူလက်ရည်လူရဲ့လေးရဲ့ဆိုပြီးတော့ဒီလိုစီထားမျိုးလေးတောင်ဖြစ်တယ်လား။မဖြစ်ဘူး။ဘယ်တော့ကောင်းဒီနေ့ဒီထဲမှာသူတို့ကစားဖို့ဘုန်းကြီးဘလူမှမသိသေးဘူးနော်။ကဲသိတတ်တဲ့တုံလို့ခေါ်ပြဖို့ကောင်းသလား။မကောင်းဘူး။ခုလိုယောဂီတို့ကောင်းတယ်။တရားဘာဝနာရှိတဲ့ကျုပ်ကိုပေါင်းများအထုတ်နေကြတယ်။ ဒီလိုအထုံနေတဲ့သူတော်ကောင်းမျိုးကိုတရားဘာဝနာကျင့်ကြံကြုပ်ပေါင်းများအထုံမှုနဲ့အောင်မြင်မှုရပါစေဆိုပြီးတော့ဝိုင်းပြီးကိုကြီးအပင်းစောက်ရောက်ဖို့မကောင်းဘူးလားဒီကောင်းနေဒီစိတ်ထားလေးတွေအမုံမုံမြတ်တဲ့စိတ်ထားပါနော်ကဲနောက်တစ်ခုဂရိထံဘုံများသာတော့ဘုရားတို့ကလည်းဘလုံးဒီတော်မရဲ့အသက်ကိုရှင်ပြရဲ့တပင်းညွတ်တဲ့ဉာဏ်တော်များအလုပ်ငါလှူဆောင်ခဲ့ဘူးလေအသက်တော်လှူနိုင်နေသလိုရှိရင်တော့ဒီကောင်ကြီးတွေမြန်မာကြီးတွေတခြားဟောဘာမလှူနိုင်ကြရှိတယ်လဲဟမ် မရှိပါဘူး။ဒါကြောင့်ဒီတကာကြီးကိုသုဒ္ဓါထူလိုက်။ဒီဒီကမာကြီးလည်းသုဒ္ဓါထူလိုက်။ဘာမှမဖြစ်ဘူး။ဟုတ်တယ်မလား။စိတ်သာစေတနာချောင်းောင်းတာတာကုသိုလ်တွေအများကြီးမပွားနိုင်ဘူးလား။ပွားနိုင်တယ်။သဗ္ဗေနတဉာဏ်အတိမရနိုင်ဘူးလား။ရနိုင်ပါတယ်။ဒါကြောင့်စိတ်တိုင်းဒီနောက်မဆုံးဆံမှာလူကံပုဂ္ဂိုလ်ပေါ်လာခဲ့မယ်ဆိုရင်တော့လူသာထူလိုက်သမ်းပါဟုတ်တယ်မလား။ကဲလူကံပုဂ္ဂိုလ်ဆက်ရောက်လာတဲ့အချိန်ခါမှာအဲ့ဒါတွေ့ရတော့မယ်။အဲ့ဒီတော့တွေ့ရတဲ့အချိန်ခါမှာ လူတန်းကြီးရတဲ့ဘွားတွေကဂရိထောင်ပေါင်းများစွာရှိခဲ့အဲ့ဒီဘွားလေးမှာလူတန်းလိုက်ရင်အချင်းခါမှတပည့်တော်မရဲ့တန်တံမှာကြောက်ရွံ့ခြင်းဆိုတာတစ်ခါမှမဖြစ်ခဲ့ဘူးအသက်ဘေးမှာလွတ်အောင်ရုန်းကန်မှုဆိုတာလည်းတစ်ခါမှမပြုခဲ့ဘူးဘလောက်ခိုင်ရတဲ့စိတ်ဓာတ်ဖြစ်တာကြည့်နော်တိုင်းမြင့်တဲ့ဉာဏ်ရရှိအတွက်ဘလောက်ခိုင်ခိုင်မြဲမြဲနဲ့ဖြစ်ကျင်ရတယ်ဆိုတာကြည့်ပေါ့လူတန်းနေတဲ့ဘုရားအလုံးတော်ဘက်ကကြည့်ရင်လည်းစိတ်ဓာတ်တွေကျုံ့လို့ချောက်ချားမှုပေါ်မှာ မရှိဘူးအလူခံလေးရတဲ့ရတရားဘက်ကြည့်မယ်ဆိုလို့ရှိရင်လေဒီသေးဘေးမှာလွတ်အောင်ရုပ်ကံမှုဆိုတာနည်းနည်းမှမရှိခဲ့ဘူးသေးဘေးကိုကြောက်ရွံ့တဲ့စိတ်ထားကိုကြည့်သလားမရှိခဲ့ဘူးဘလို့ရင့်ကျက်တဲ့စိတ်ထားဘလို့အလွန်ကြီးညိုပဲကောင်းတဲ့စိတ်ထားဆိုကြည့်ပေါ့နော်ကဲနောက်တစ်ခုမြတ်စွာဘုရားကိုသူကဘာဆက်လျှောက်ထားလဲသင်္ကန်ကတိအလင်္ကာရဝဋ္ဌေနာနာဝိတေဘု ဣတိမန္တေနကုဟာမိတုံချတာယမဟာမုနိတပည့်တော်ကိုမဝတ်ဆင်ကြတဲ့အစ်တန်ဇာရီအမျိုးမျိုးလည်းရှိတယ်။ဘဝဇာတိလည်းအမျိုးမျိုးရှိတယ်။အမျိုးသမီးတွေအသုံးကောင်းအစ်တန်ဇာအမျိုးမျိုးရှိတယ်။အဲ့ဒီအစ်အန်တန်အဲ့ဒီပစ္စည်းဝတ်ထုအစုစုကိုအလှကပုဂ္ဂိုလ်ပေါ်လာတဲ့အချိန်ကမှဒီပစ္စည်းတစ်ခုကတော့ငါမလိုဘူးဆိုပြီးတော့လျှို့ဝှက်ထားတာနည်းနည်းလေးမှမရှိဘူး။နော် လူကံပုဂ္ဂိုလ်လာလို့ရှိရင်မိမိပစ္စည်းမလို့ခြင်းလို့ဆိုပြီးတော့ရှုဝဲထားတာနည်းနည်းလေးမှမရှိဘူးကြီးကဘလို့ကြီးမျိုးကောင်းနေသိထားတယ်။ဘာအတွက်ဥဒိကျင်ကြည့်လဲ